အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မြန်မာ audio book entertainment channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel ကနေဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာလန်းလေးရတော့ဇာယေးစီယာအကဇော်ရေးသားထားတဲ့ဇုံဒီဥပဒါဇာလန်းဒလီဖြစ်တဲ့ဇုံဒီဥပဒါနဲ့ မမျော်လင့်သောခရီးရှည်ဆိုတဲ့ဇလံကောင်းလေးကိုအပိုင်းနှစ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဇလံလေးမစခင်မှာကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးနဲ့အားပေးခဲ့ကြဖို့လဲတောင်းဆိုပါရစေခင်ဗျာကျုပ်တို့ခရီးဆက်လာခဲ့ကြရင်တော့အနဲ့တစ်ထက်တပြေးပြေးနဲ့လာရဲ့ဗျအဲကျုပ်တို့တောင်တခါမှမရောက်ဘူးတဲ့ရိုးမတော်ကြီးတွေကိုခြေချမိနေပြီဗျဇန်းကြောင်တိုင်းလိုက်သွားကြရင်နဲ့ ။ဗဇက်ကနေစကားပြောပြောနဲ့သွားကြတာ။ဥပါလား။တော်ကြီးတစီဆိုတော့တာမန်တစီနဲ့ဘာကွာလို့လဲ။ကြောက်ကြဘူးလားတော့တော်ကြီးတစီတွေကအချောက်လန်ပိုးချမ်းသလားလို့။ဗရာလောကလာတွေဟာတက်ပင်တွေကိုအမိပြုတ်နေထိုင်ကြရတာများလို့တဲ့တော်ထဲမှာပရာလောကသားတွေပုံများကြတာထုံးစံပဲကွတော်ကြီးတစီဆိုတာတဲ့ပုပ်ကိုယ်တွေလို့တုံးတာပုံမှန်နေကွဒီထဲမှာရုပ်ကစိုးဘုံမစိုးတွေလည်းပါတယ် ကြုံကြားဘူးတာတော့ရုပ်ကစိုးတွေဟာလူတွေကိုကူညီတယ်လို့ပဲကြားဘူးတာပါဒါကဒီလိုရှိတယ်ကွာလက်ကောက်ရလူရိုင်းနဲ့လူရင်ကျွေးတွေနဲ့ကွာခြားတယ်လို့အဲ့ဒီပုံကိုယ်တွေကလည်းအရင်တို့အရင်တို့ရှိတယ်ကွာပြောရမယ်ဆိုရင်လူတွေနဲ့အနီးပါးမှာရှိနေကြတဲ့ပုံကိုယ်တွေကြတော့လူတွေကြောင့်သိနေပြီလေလူတွေနဲ့အဲ့ဒီပုံကိုယ်တွေကအပြန်အလှန်အမိသေးပြုတ်ပြီးတော့နေကြရတာကိုသိတော့တော်ယုံတန်ယုံဆိုရင်လူတွေကိုခွင့်လွတ်တတ်တယ်ကွာ အခုလူတော်နေတဲ့အာပုံကိုယ်ကြီးကြတော့လူသူတွေနဲ့ဝေးတဲ့အတွက်လူတွေလာရင်သူတို့ကိုရန်လုံးမဲ့သူသူတို့ရဲ့ရန်သူတွေလို့တတ်မှတ်ကြတယ်အေးပြောရရင်လူတွေနဲ့လက်ပေါ်တရီမနေဘူးတော့ရိုင်းနေပေါ့ကွာတို့လူတွေကလည်းတော်တဲ့သွားတာအလကားသွားတာမှမဟုတ်တာပဲကွာတက်ခုတ်ဝါခုတ်အမဲလိုက်မြင့်ရှာဒီလိုမျိုးသွားကြတယ်မလားတက်ခုတ်တဲ့လူကအဲ့ဒီပုံကိုယ်တွေနဲ့နေတဲ့တပ်ပင်ကို ခုတ်တဲ့အခါကျတော့ဒီပုံကိုယ်တွေက မှတ်သွားပြီကွလူလာရင်သူတို့ဘုံနှန်းတွေကိုဖြစ်စည်းတော်မယ်လို့ပဲစိတ်ထဲထင်းသွားပြီဟုတ်တော့လေဟုတ်တာပဲနော်ဥပဒါဒါကြောင့်လူသားတွေလာပြီဆိုရင်သူတို့ကိုလန်လောက်မှာဆိုလို့၆လန်လွှတ်ကြတာပေါ့ကွာရွာထဲကိုတာယန်တရိษံတကောင်လာရင်တရွာလုံးကလူတွေဟာဝိုင်းပြီး၆လန်ကြလို့အခုတော်တဲ့ကိုလူတွေဝင်လာရင်လေတော်တဲ့မှာနေတဲ့ပုံကိုယ်တွေဟာ အားလုံးစုပေါင်းပြီးတော့ခြောက်လန့်လော့ကြတာပေါ့ကွာဒါကိုလူတွေကတောချောက်တယ်လို့ခေါ်တာပေါ့အခုမှပဲရှင်းရှင်းလင်းလင်းသိသွားတော့ဥပဒါညာတောချောက်တယ်ဆိုတာပုံကိုတူတူယောက်ကခြောက်လန့်တာမဟုတ်ပဲအများကြီးဝိုင်းပြီးတော့ခြောက်လန့်ကြတယ်ကွာဒါကြောင့်တောချောက်တဲ့အခါတတော်လုံးတတော်လုံးကတအုံးအုံးနဲ့ခြောက်လန့်ကြတာပေါ့ညာကအဖြစ်ဆိုရင်ပဲကြည့်ပါလားတို့တွေထွက်ပြေးအောင်လို့ဝိုင်းခြောက်ကြတာမဟုတ်လားဒါတော့ဟုတ်တယ်ဥပဒါကျုပ်ပြင်းလန့်သွားတာပဲ ဥပါဒါပါနေလို့သာစိတ်တဲ့တင့်ခံတာကျုပ်တို့ညီကိုရွယ်ဆိုရင်တော့လဲ့ပြီးတာကြာဟောဗျာဒါနဲ့ဟိုကောင်မြင့်မောင်ကမြောက်အုပ်လာတယ်လို့ထင်နေသေးတယ်မို့လားတို့နဲ့တိုက်ပြီးတော့မငင်းမနဲ့လောက်ကောင်ရမယုံတတ်တဲ့လူကြတော့လဲဒါဟုတ်ဘဲယုံမလဲကွာတို့ဟာငါတို့ကိုတောသူတောင်သားတွေအစွဲလန်ကြည့်နေတဲ့လူတွေဆိုပြီးတော့ထင်မှတ်ထားကြတာကွာတို့ဟာခေပညာဓာတ်တွေဟိုအတိုင်းမဲ့သူတို့ အကျုပ်ခဲခဲရတဲ့လောက်ကတော့သူတို့ဟာခဲ့တဲ့ညာတက်တင်တယ်မတူပါဘူးဥပမာရာလူစိုးလူမတွေနဲ့တူတယ်ဒါကတော့မင်းကသူတို့ကိုမကြည့်တဲ့စိတ်နဲ့ကြည့်တာဟုတ်လားကောင်းလဲစကားပြောပြောနဲ့သွားကြရင်နဲ့နေ့လေ7နာရီထိုးမှန်မတိဖြစ်သွားတယ်ဗျာအပဝန်းကျင်ကတဲ့ရဲ့ဝါရီတွေနဲ့ဆိုတော့လေအဲ7နာရီလို့မထင်ရအောင်အောင်အေးစက်နေတယ်ဗျာအကိုကြီးကတူတန်းလာတဲ့ချင်းကြီးကိုပုံကနေပြစ်ချပြီးတော့ထိုင်ချလိုက်တယ်ဒီကမမောင်တာအကိုကြီးကိုကြည့်ပြီးတော့ဟဲ့ကော ဒါမှလောက်တာလေကျွန်မောနေပြီးပြီငါတို့ကနားမယ်ဆိုမှမင်းတို့နားရမှာလေကွာခမရတို့ဒီချင်းကြီးကိုလာပြီးတော့ထမ်းကြည့်အောင်ညာအခုချက်ချင်းချင်းကိုပြန်ကောက်ပြီးတော့ထားလိုက်စမ်းကျုပ်ဆိုရင်ဒီကောက်ကိုပြေးထိုးရင်လို့လက်ရွယ်လိုက်မိတယ်ဥပါသားကျုပ်ရဲ့လက်ကိုဖမ်းဆုပ်ကင်ပြီးတော့ခေါင်းခါပြတယ်သူလည်းပင်မလုံးလို့ပြောတာပါငါတို့တို့ရာငါတို့ခဏနားလဲနောက်မကြသေးပါဘူးကြာကြာဝါမယ်တော့ ကြောက်ခဲ့တည်ကြရမယ်ဆိုသလိုဒို့သွားမယ်ခီးရလဲအဝေးကြံသေးတာပဲမဟုတ်လားဥပဒါဝင်ပြောတော့မှရှေ့လန့်လန့်ရောက်နေတဲ့ဥမောင်လွင်ကပြန်လှည့်လာပြီးတော့စိတ်လျှော့ပါမောင်တာယာမင်းအလုပ်ဇောကန်နေတာငါသိပါတယ်ခဏနားလို့ဘာမှဖြစ်ပါဘူးကွာအောင်တာစိတ်လျှော့ပြီးတော့လှည့်ထွက်သွားတော့လေဥမောင်လွင်ကနာယီကိုကြည့်လိုက်ပြီးတော့နေလေရောက်တော့မယ်ဆိုတော့ချက်ဖို့ပြုတ်ဖို့လုံးကြတာပေါ့ကွာဒီမှာတနာကြီးလောက်နားမယ် နေလဲစားစားပြီးတော့မှငါတို့ခီးဆက်ကြမယ်။ဥမောင်လည်းစကားကိုအားလုံးကခေါင်းညိတ်လိုက်ရတယ်။တကယ်တော့မမောင်တာတို့မြင့်မောင်တို့ကကြောက်ဖို့ရတဲ့တေးကလေးတွေလွယ်ပြီးတော့တွားကြရလို့သူတို့ကတော့တွားနိုင်နေတာဗျ။ကျုပ်တို့ထမ်းထားတဲ့ချင်းတော်ကြီးတွေကိုထမ်းခိုင်းကြည့်ပါလား။မျိုးသားတွေထွက်တောင်ပြေးသွားကြအောင်။ကဲအချဲပြုတ်ဘယ်သူတောင်းဝင်မလဲ။ဥမောင်လည်းပြောလိုက်တော့ဥပါသာကျုပ်နဲ့ကိုကြီးကိုကြည့်လိုက်ပြီးတော့ဒီနားမှာခွေးမရှိဘူးဆိုတော့အလက်ကောင်မချက်ခိုင်းပါနဲ့ကွာ။ ဥမောင်လည်းအကြောင်းဟန်နဲ့အဘကြီးစကားဘာစကားလဲဗျဥပသာပြောရင်းနဲ့ဒီလိုပါအလက်ကောင်ကဘာမှချက်တက်ပြုတ်တဲ့လူမဟုတ်ဘူးသူချက်တက်တမဲဟိုလူမပြောနဲ့ခိုးရအောင်မစားဘူးဆိုတော့သူ့ကိုချက်ကိုင်းလို့မဖြစ်ဘူးလို့ပြောတာပါဥပသာပြောတော့ဟိုလူတစုကလည်းတဟာနဲ့ရီမောလိုက်ကြတယ်ကျောက်ကတော့ဒေါသထွက်သွားမိဥပသာရာဘာလို့ဓာရီပြောနေလဲမဟုတ်ပါလို့ရောဥပသာလူရင်းကိုနာနာနှက်တဲ့သဘောလား ခေးပါလက်ကောင်ရမင်းနဲ့အကြီးကောင်တွေကရေသားရှာကွာငါတို့ခုနကပြက်လာခဲ့တဲ့ရေအိုင်းကြီးကရေသိပ်ကြီးတယ်ကွာခမဲဟိုးတော့ငါပဲချစ်လိုက်ပါမယ်ဥပဒါပြောတာနဲ့ကြုံတဲ့ကိုကြီးလေရေတဲဖို့အုတ်ခွက်တွေယူပြီးတော့စမ်းချောင်းကလေးအတိုင်းပြန်ဆင်းလာခဲ့ကြတယ်အကိုကြီးကတကိုးလုံးချွေးနေနဲ့ရွှေရွှေစုံးနေနီးပေါင်းအကိုကြီးကြုတ်စိတ်တယ်မရှင်းတာတကူရှိနေလို့ဘာမရှင်းတာလက်ကောင်ညာမောင်းနေပါတယ်ဆိုတော့မင်းရှားဟုတ်ရှိတယ် ကြုတ်တွင်းမိတာတခုရှိလို့ပါအကိုကြီးလိုအချောင်ခိုတတ်တဲ့လူအပတ်ခိုတတ်တဲ့လူပါပြင်ပမှန်းမှန်းဆိုရင်မလုတ်ချင်မနဲ့တမရအလုတ်ကိုနှမ်းဖြူတတ်တဲ့လူကဒီလိုတိုးလေးလိုက်ပြီးတော့အထုတ်ထမ်းရမယ့်အလုတ်ကျန်းကိုရွေးလိုက်တယ်ဆိုတာကြုတ်ပြင်တိတ်မယုံနိုင်သေးဘူးဘယ်ရလဲငါ့ကိုတခါမှကိုအကောင်းမပြောပါလားကွာမမှန်ပြောကြမှာကိုကြီးဟာကိုကြီးကဒီခကြီးကိုဘာဖြစ်လို့လိုက်လာခဲ့တာလဲအကိုကြီးကတစ်ချက်ငိုင်းကြသွားတယ်ငါငါငွေနူလေးတော့ပါကွာ ဘာလဲလောင်းကစားဝိုင်းမှာငွေရှုံးပြီးတော့အကျွေးတင်လာပြန်ပြီဆင်းဟုတ်ပါကွာမင်းကတော့ငါ့ကိုလောင်းကစားသမားဖြစ်အောင်လုပ်နေပြန်ဟုတ်တယ်လေဗျာဂျင်ဝိုင်းတိုင်လို့အကျွေးတင်တာနဲ့ကျက်ဝိုင်းကအပြန်အကျွေးတင်ရတာနဲ့ဖဲဝိုင်းရှုံးလို့ဖနက်ပေါင်ခဲ့ရတာနဲ့ကိုကြီးကလောင်းကစားသမားတပိုင်ဖြစ်နေပြီဗျာအခုငါလို့လားဒီအတွက်မဟုတ်ဘူးကွာဒါဆိုဘာအတွက်လဲအကိုကြီးကဘေးဘီကြည့်ပြီးတော့ကြုံနောက်ကက်လာလာပါမင်းတမယောက်ရှောင်းပြောအောင်ကွာ 老三毛病啊！今年啊，一年就能那尿些事了啊，我也知没把苦受过。这姑娘姑我们有那脾气多啊，鬼啊，没把苦没好啦。啊，偷偷表话，说嘛话？哦哦，鬼啊！啊，啊都大家没有，都看我比你们厉啊，没把流行，啊，朋友表表，张开毛病。都培养啊，那所以他们还没把都花。你帮忙。 တကြီးသားနဲ့သဘောမတူနိုင်အောင်။ तू ကဘာသူမို့လို့။ရွာလေးကဥရွေတည်တမီမိမိလေကွာ။ကြောက်သေးချာတွေးပြီးတော့ပြီးတော့။ခေါင်းငိတ်လိုက်မိတယ်ဗျ။ဟုတ်တယ်ဗျ။အကိုကြီးပြောတာမှန်တယ်။ဥရွေတီတို့တမျိုးလုံးကကျုပ်တို့တမျိုးနဲ့ရံဘက်တွေဗျ။ဥရွေတီရဲ့အဖေကိုကျုပ်ဖို့တကြီးဥဖို့မောင်ကရေးဆက်ဆက်ကားစင်ပြင်ပြီးတော့တတ်ထားတာဟုတ်ဗျ။ဥရွေတီတို့မိသားစုကအဖိုးကိုခြေတလုံးဖက်ပြီးတောင်းပန်တာတော့မှအဖိုးကပြန်မလုပ်ပေးဘူးလေ။ ဒါတည်းမကသေးဘူးအဖိုးကဥရှိတီရဲ့သမီးအကြီးကိုအဖေကိုလွတ်စေရင်လို့ရှိရင်သူ့ကိုပြုစုရမယ်ဆိုပြီးတော့ခြေတော်တင်လိုက်သေးတာဒါပေမဲ့ဥရွှေကြီးအဖေလည်းသေသမီးကြီးလည်းကိုဝင်ရပြီးတော့ဇွဲကျုပ်ကြတက်သေးသွားလို့ဥရွှေကြီးတို့မျိုးလုံးကလည်းအသေးနာကြတာပေါ့ဗျာဒါတွေကလည်းဇလန်းမဟုတ်ဘူးနော်တကယ့်အဖြစ်ပဲဗျအရင်တုန်းကဆိုတယောက်နဲ့တယောက်မျက်နှာကိုတော့မကြည့်ဘူးအခုနှက်တွေလည်းကြာလာပြီအဖေရဲ့အကျင့်တိတ်ခါသမာဓိကိုလည်း ဥရွှေတူတူကမြေဝါထင်တယ်မြင်နေရမလို့မေတူခေါ်ပြောလောက်ပြန်ပြီးတော့အစဉ်ပြေးသွားတာဒါမှမဲ့ဗျာကို့အဖေကိုရရဆက်ဆက်တတ်တဲ့လူရဲ့သွေးသားနဲ့ကိုသွေးသားကိုပေါက်ဆက်ဖို့ဆိုတာတော့ဘယ်ဖြစ်နိုင်ပါမလဲအကိုကြီးပြောတာဟုတ်တယ်ဗျာမမီမီဟာအကိုကြီးကိုကြိုက်နေကြတော့ထားတော့သူတို့မိဘကသဘောတူမှာမဟုတ်ဘူးဒီငယ်အခါစမ်းရင်မမီတို့တို့ဖေကပေတော့ရွာသားတရားနဲ့ပေးသားတို့မယ်လို့ပြောနေကွာဒါကြောင့်ငါငွေလိုနေတာပါလက်ကောင်ညာ အကိုကြီးကဘယ်လိုစီစဉ်ထားလို့လဲငံငွေရရင်မိမိကိုခေါ်ထုတ်ပြီးတော့မြိုင်သာဖြစ်ဖြစ်ပြီးမယ်ကွာအဲ့ဒီကနေမှဒိုးဦးလေးစံနေရှိတဲ့ရန်ကုန်ကိုဆင့်ပြေးရရန်ကုန်မှာကနေအဲနေစားစီကြီးကျယ်ဆိုပေမဲ့အလောက်ကံကပေါ်တယ်မို့လားအတို့နှစ်ယောက်ရန်ကုန်မှာတဝိုးတိန်ထူထောင်ချမယ်ကွာမင်းငေါ့ကူညီမှာတော့လက်ကောင်ရကူညီရမှာပေါ့ကိုကြီးဟာညီကိုချင်းချင်းပဲကျုပ်ဘာကူကြီးမရမယ်မင်းအခုတော်တဲ့လိုက်လာရင်ရမယ်ဝင်ငေါ့ပေးတတ်ပါကွာ ဗျာဓာကြီးကတော့နင်းနေများတယ်ထင်နေဗျများပါဘူးလက်ကောင်းရာမင်းကိုကိုကြီးတော့ကိုစိတ်ထဲထားပြီးတော့လုံလိုက်စမ်းပါကွာငါ့ကိုကိုကြီးတဲ့ကျေးဇူးကိုငါတရက်တက်မမေ့ပါဘူးလက်ကောင်းရာဒါဆိုအခုတော့တဲ့ကိုပုံထန့်လိုက်လာရတာအလကားပဲဗောလကားတော့ဘယ်ဟုတ်မလဲငါ့ကိုကိုကြီးတာပါဇုံနေမှာကွာကျုပ်တိပြီကိုကြီးကျုပ်တိပြီဒါကြောင့်ကိုကြီးကကျုပ်ကိုအတင်းကာရောခေါ်နေတာ우ဒါနဲ့အခုလိုက်တဲ့လက်က တယောက်တရာအလွန်ဆုံးရ200ပေါ့ဗျာဂျင်းဝင်းနဲ့အကိုကြီးမိမကိုဘူးလောက်ပါမလားဗျာဘယ်လောက်ပါလဲကွာဒါပေမဲ့ငါစီစဉ်ထားပြီးသားပါကွာအိမ်မှာဟိုတလောကပေါ်ထားတဲ့အဲပဲတွေခိုးမယ်ကွာနန်းတွေရှိရင်လည်းခိုးမယ်ငကအနောက်ကကြက်တဲ့ဟာလေးပျောက်သွားလို့ဘုရားကျောင်းဆောင်ပေါ်တင်ထားတဲ့အမိတ်ငကကိုလည်းခိုးအမိတ်ကိုဘိုးတော်တပါးပေးခဲ့တယ်ဓလုံးလက်စော်ဆိုလားအဲ့ဒါလည်းခိုးမယ်ကွာအငယ်မတွေစုလာတဲ့ဇူဘူးကိုလည်းခိုးမယ် အောင်မလီတော်တော်ကိုကြီးဟာမိမကိုဘူကနောက်မှာအရင်ဆုံးအိမ်တိုင်းမှာချုပ်အောင်မလားမသိခိုးတင်ကိုရမှာပဲကွာဒါနဲ့လာကောဒီကြောင်းကိုအဖေလည်းမသိသေးနဲ့အမေလည်းမသိသေးနဲ့ဟုတ်လားစိတ်ချပါဗျာကျုပ်ကနှုတ်လုံပါလေကိုကြီးရအကိုကြီးနဲ့ကျုပ်နဲ့ရေအိုင်ကလေးတစ်ခုကနေရေတွေခက်ပြီးတော့ပြန်လာခဲ့ကြတယ်နေ့လယ်စာတော့ဘာဖောင်းကောင်းတယ်မမေးပဲနဲ့ဗျာပြင်မဲ့လာတာသူတို့ကထမင်းကထောင်းသိမ့်တယ်လို့ဝင်းတာ လေးလုံးတည်းဓမေဦးကပြောင်းနေရောပဲဗျာဒါတော့ငိုးပါလင်းစားရတာမဟုတ်သေးဘူးဗျာလူခုနှစ်ယောက်ကိုလေးလုံးချက်ကနဲ့တောင်နေနေသေးတယ်ကျုပ်တည်ထားရတာကရိတ်ခါတွေဆိုတော့လေစိုင်းရင်စိုင်းနေတဲ့တဖြည်းဖြည်းနဲ့ပော့ပေါ်သွားတယ်ကိုကြီးချင်းတော်ကြီးကတော့ဒီတိုင်းပဲပေါ့ဗျာကျောက်ကစိုက်တဲ့ကြိတ်ပြီးတော့ဝမ်းသာနေပြီလေအကိုကြီးကဖြင်းထုတ်ကြည့်ကိုပော့တယ်လို့တင်ပြီးတော့သေလဲခဲ့တာမဟုတ်လားအခုတော့သူကမနဲ့ထန့်နေရပြီတဏီယာရောက်တော့အကိုကြီးကကြုံနာကက်လာတယ်လောက်ချင်းပြောင်းပြီးထမ်းမယ်ကွာ ငါချင်းကိုမင်းတက်လက်ထမ်းဆောင်ပါဘာဗျာကိုချင်းကိုထမ်းလေကိုရလှုပ်ရှားပါမင်းကလေငါခါနာလို့မင်းမမယူနိုင်ရင်မင်းကငါ့ကိုတတလုံးလှုပ်ကြည့်နေရမှာနော်ကိုကြီးချောက်ပြောမှာချုပ်လန့်သွားပြီလေကိထမ်းမယ်ဗျာရော့ကျုပ်တို့ချင်းပြောင်းပြီးထမ်းကြတယ်ကိုကြီးချင်းတော့တကယ်ကိုလေးတာဗျာကျုပ်ထမ်းနေတိုင်းနဲ့တရေနေရန်ဖြစ်လာတယ်လေးလုံးလို့တနေရမှာတောင်းအောင်ချပြီးတော့နားနေလိုက်ပြီဥပဒါကြုံနာကတ်လာပြီးတော့ငြင်းငြင်းလာစမ်းပါအလက်ကောင်ဘလို့ဖြစ်လို့ပြက်ကြံနေခဲ့တာ ဘိုးလူတွေတွေ့ရင်မင်းကိုကြိမ်းပေါင်းနေအောင်မေးကွာတောင်းရလေးလိုပါဥပဒါရမင်းစိတ်ချင်းလိုပါကွာပေါ့ပါတယ်ကွာလာလာငါပြင့်ပြီဥပဒါချင်းတော့ယူဆွေကနေမှပြီးတော့ကြောက်ပခုံးကိုပြန်တင်းပေးတယ်ပခုံးမရောက်တော့ဒီချင်းရောက်ဝါခွန်နေထဲထားတဲ့ချင်းမျိုးမျိုးပေါ့လျှော့နေပါပဲဗျာကြောက်ပြင်းဟုတ်ပါဟုတ်ရလားဆိုပြီးတော့ချင်းယူပြန်ကြည့်မိတယ်ပစ္စည်းတွေကလည်းအစုံပါပဲဗျာမဟုတ်မှလွဲရောချင်းကြီးပေါ့တော့ဥပဒါလှုပ်ပေးလိုက်တာနေမှာဥပဒါကိုကြည့်လိုက်တော့ဥပဒါခပြုံးမျိုးနဲ့မိအောင်လိုက်ဆက်မှာဟာလက်ကောင်ညာလာလား ဟောအွှဲနေတဲ့ချင်းကြီးကိုထမ်းပြီးတော့ကျုပ်ခြေလန့်နေတက်ကြွလာတယ်။ကျုပ်ကတဖြည်းဖြည်းနဲ့အချားဖွဲ့တွေကိုကြော်ပြတ်ပြီးတော့ဟို့အရှိဆုံးရောက်သွားပြီလေ။ဦးမောင်လင်းတို့လူတို့စုတောင်မှပဲလမ်းပဲလျှောက်နေရလို့ခြေကျပြီးတော့နေနေကြပြီ။ကျုပ်ကတော့အေးစိပဲဗျာ။ခမားတို့ကလည်းနေလိုက်တာဗျာ။မြင်မြန်လာကြသောပါဗျာ။ကျုပ်ကဒီလူတွေကိုခါကြကြပြောလိုက်ပြီးဆက်တက်လာခဲ့တယ်။ချင်းကြီးထမ်းပြီးတော့ပြေလာလိုက်လာနဲ့ခုံပေါက်ပေါက်လိုက်နဲ့တက်နေတဲ့ကျုပ်ကိုကြည့်ပြီးတော့ဟိုလူတွေကမျက်လုံးပြူကုန်ကြတယ်။ကျုပ်တယောက်တည်းချောင်းယိုအတိုင်းတက်လာရင်နဲ့ အရှိ့ကိုတော်တော်ကြော်လာခဲ့တယ်ဗျအရှိ့မှာတောင်ဆောင်ကြီးကတော်တော်ကိုမက်ဆောက်လာတယ်ကြုံတက်လိုင်းနဲ့နဲ့နားထဲမှာအော်တန်းလိုလိုအတန်တစ်ခုကြားရတယ်လှက်ပတ်ကြည့်တော့ပန်ဝင်းကျင်မှာကြုတ်ကြောက်တယ်ပဲဘာလို့လဲဘယ်မှာပုံနေရလဲထွက်လာခင်းတော့ကြုတ်အော်ရင်းမှာဘာမှမရှိဘူးဗျမကြခင်ဥပါသားကြီးတို့ကြုတ်ကိုမှီလိုက်တာဘာလို့အော်နာလဲလက်ကောင်လူအော်တန်းတစ်ခုကြားလိုက်ရတာလို့ဘာမှမကြပါဘူးကွာဒါနဲ့စမ်းကြောင်ကအရှိမပြတ်သွားပြီဥပါသား ရေတကွန်လိုလိုတစ်ခုပဲရှိတယ်။ရေတကွန်ဆိုရက်အတန်ကြားလိုက်တာနဲ့ဥမောင်းလင်ပြုံးလုံးတွေအယောင်လက်သွားတယ်။ရေတကွန်ဟုတ်လားဘာမှလဲ။ကျောက်ကရေတကွန်ကိုလက်ညှိုးညှုံပြလိုက်တယ်။ရေတကွန်က15ပေပင်30လောက်တော့မြင့်မုံရတယ်ကြ။ဥမောင်းလင်တို့တွေတယောက်မျက်နှာတယောက်ကြည့်ပြီးတော့ရေတကွန်စီကိုပြေးလိုက်ကြတယ်။တန်းရနေရပါဘူးဗျာ။အကိုကြီးကတော့ချင်းကြားကြီးထမ်းပြီးတော့ခပ်ပြေးပြေးလိုက်လာတယ်။ညီကလည်းစောင့်နေပြီဗျ။အဲ့တော့ငါချင်းကြီးကိုမင်းထမ်းတော့မလေးသလိုပါလဲကွာရှင်နေကြီးပဲဆိုတော့တိတ်မလေးဘူးပေါ့အကိုကြီးက ဥမောင်လေးကနာယီကိုကြည့်လိုက်ပြီးတော့ကျုပ်တို့ဒီရီကွန်မှာလေ့လာစရာတွေရှိသေးတယ်။ဒါကြောင့်ဒီမှာစကန်းချပြီးတော့တညာနားမယ်။အထိုင်စကန်းချမယ်ဆိုတော့ငါတို့ရက်ပြင်းတဲ့ထိုးကြမယ်။မဟုတ်မင်းကငါနဲ့လိုက်ခဲ့။မမောင်တာနဲ့မြင့်မောင်နဲ့ရက်ပြင်းတဲ့ဆောက်ကိုလုံးကြ။ဥမောင်လေးနဲ့ရဲသားမောင်ဦးကရီကွန်ဘက်ကိုဆက်သွားတယ်။မမောင်တာကတော့ရက်ပြင်းတွေကိုထုတ်ယူလိုက်ပြီးတော့ငါတို့ရက်ပြင်းတဲ့ထိုးဖို့ တိုင်တွေလိုတယ်ကွာ။မင်းတို့တော်သားနှစ်ယောက်ကတော်တယ်ဝင်ပြီးတော့ဝါးပြောင်ပြောင်ခုတ်လာခဲ့ကြဟုတ်ပြီ။ အကိုကြီးကမမောင်တော်ဘူးဆွဲထုတ်မလို့ဖြစ်နေလို့တုတ်ကပဲအကိုကြီးလက်ကိုဆွဲပြီးတော့တော်တယ်ဝင်ခဲ့တယ်။အိမ်ကယူလာခဲ့တဲ့ဓမ္မကိုခါကြထိုးခဲ့ကြတယ်။အကိုကြီးကတော့တောက်တခေါက်ခေါက်နေ။ပတ်စံရလို့ဆိုလို့လားလိုက်လာခဲ့တာ။ဒီကောင်တွေဆက်ဆံတာမဟုတ်တော့ပါဘူးကွာ။ဟုတ်ပါကိုကြီးဟာဘာပဲပြောကိုကြီးတိခံလိုက်တယ်မှာ။မမီးမီးရဲ့မျက်နှာကိုမြင်အောင်ကြည့်။ဒီမှာ100 200ရှိဖို့ဆိုတာလွယ်တာမှမဟုတ်တာကိုကြီးက။ကျောင်းတဲ့ကိုကြီးလည်းတော်တယ်မှာလှည့်လာခဲ့လိုက်တယ်။ ဒီတော့ကတတော်ကြီးလို့ပြောလို့ရတယ်ဗျတတော်လုံးမှာတက်ပင်တွေကြီးပဲဝယုံကြီးတွေမရှိပဲဖြစ်နေတယ်ရင်းပြင်းနေထို့ဖို့အဲတက်လုံးခိုးရပြန်အောင်ကလဲကျုပ်တို့ပါတဲ့ဓမ္မကတက်ပင်မှာခုတ်မရပဲဗျာဟိုးဝါမင်ကိုမတွေ့ဘူးဗျာဟုတ်ပါလက်ကောင်ရာတော်ရဲမှာဝယုံတော့ရှိမှာပါကွာဆက်ရှားကြအောင်စကန်းနဲ့ဝူးဝေးလဲမတော်ရဲဘူးဗျတော်ကြလမ်းပြောက်သွားမှာဒုက္ခအဘူးစမ်းပါနဲ့ငါတယောက်လုံးပပါတယ်ကွာလက်ကောင် ငါမုံဆိုးတော့ပြောစီမှာတပည့်ခံတာကောင်းမှာကွာညာကတော့ရှာတတ်ပါလေအကိုကြီးယုံစားပြီးတော့တောက်ဦးထဲဦးစက်တိုးခဲ့ရတယ်တဲပင်ကြီးတွေရဲ့ခြုံနယ်ပိတ်ပေါင်းနေရလွဲလို့ဝါးနဲ့တူတာတပင်မောက်မရှိဘူးဗျာဆက်လျှောက်လာကြရင်နဲ့တဏီယာရောက်တော့ဝါးတွေအချင်းချင်းပွတ်တိုက်တဲ့အံလိုမျိုးတကြီးကြီးအံကိုကြရတယ်ဟွိနားထောင်လိုက်စမ်းဗျာအေးကွာဝေယုံကြီးကဝါးတွေကိုလေတိုက်လို့အချင်းချင်းပွတ်တိုက်ကြတယ်အံမျိုးပဲကွာ ဒါဆိုအတန်းတော့လိုက်ကြရအောင်ကြာ။ဝေယုံကြီးတခုတော့ရှိမှာဗျ။အေးကွာလိုက်ကြဆို။ကျုံတဲ့အကိုကြီးလဲဝါးတန်တော့ကိုလိုက်လာခဲ့တယ်။အတန်းကတဖြည်းဖြည်းနှီးလာပြီးတော့မရခင်မှာတောင်နိုင်ငံကြီးတခုစီကိုရောက်လာခဲ့တယ်။တောင်နိုင်ငံကြီးကပင်90လောက်တော့အပါလေးမြင့်နေဗျ။ဝါးတန်နေရာလဲဒီတောင်နိုင်ငံဘောအဘက်ကနေထွက်နေတာ။အဟွာဒါကြီးကိုကောက်ဖက်တိရမလားကွာ။အတန်းအပေါ်ကလာနေတာကွာ။ကျုပ်ဘေးဘီကိုပတ်ကြည့်လိုက်တော့လူကြီးနှစ်ဖက်စာလောက်ရှိတဲ့ပင်ကြီးကတောင်နိုင်ငံကြီးကိုမီးပြီးတော့ပေါက်နေတယ်။ 阿边伊嘞着冇丢，阿边伊呀，伊个真没吃阿呗呢，瞧不着，阿靠着呀，水凉水嫩呀。哎，你阿边伊个，阿敢夸奖嘛咯？我为你帮你料，对了呀嘞，贵，红花鸡仔苗，正宗的来着，贵嘞几来只？阿边伊也夸奖啊，快几的葫芦变嫩苗，哎，这呀，我为你包出来的苗，我老你呀，哎，这边老老多，是的，只有我了，老有名无标。 အပြောင်းလေးတောင်မှလည်းပေတန်းနဲ့ထောင်ပြီးတော့စိုက်ထားသလားမှတ်ရတယ်။အဲ့ဒီဝါးတွေပဲခုတ်သွားရအောင်လက်ကောင်ရာရဲ့ပြင်တေးတွေကပော့တော့ဒီဝါးနဲ့လည်းတိုင်ထောင်းလို့ရမှာပါကွာ။ကျုပ်လည်းတက်ပင်ကြီးကိုတက်လိုက်တယ်။တက်ပင်ကြီးရကြီးရိုင်းပြီးတော့လဲနေတာဆိုလို့လည်းတိတ်ပြီးတော့ခက်ခက်ခဲမတက်ရပါဘူးကွာ။ဝါးစုံကြီးရောက်ဖို့15ပေလောက်တော့တက်ရတယ်ထင်တယ်။အဲဝါးစုံကြီးကအခွက်ကြီးဖြစ်နေပြီးတော့အဲတက်ရဆွေးတွေမြေကြီးတွေနဲ့ပြည့်နေတယ်။ဒါကြောင့်လည်းဝါးတွေပေါက်နေတာပေါ့ဗျာ။ခါကြတဲ့ကဓမ္မကိုဖြုတ်လိုက်ပြီးတော့ ်ဝါပင်တွေကိုခုတ်ထည့်လိုက်တယ်ဝါပင်တွေကကြပြားလုံးလောက်သွေးသေးကလေးဆိုရင်ပဲကြက်ကြက်ကလေးတွေပြအစာအာဟာရမပြည့်ွားလို့ဒီလိုဖြစ်နေရလာတော့မသိဘူးမဟာတာလည်းတော်တော်မားတယ်ကျုပ်ဓမ္မနဲ့ခုတ်ထည့်တာတောင်မှဓမ္မကပြန်ကန်ထွက်လာတယ်ဗျာဝီဝါတွေကမာလိုက်တာဗျာဒီချောက်ဆက်မှာအနောက်ကောင်ရာမင်းကလည်းပြော့နေရတယ်အကိုကြီးကဘာမှပြောညာပြောနေတပ်ပင်အောက်မှာထိုင်ပြီးတော့အပေါ်တော့တယ်ကျုပ်လည်းလက်မှာအောက်ဆုပြီးတော့ဓာတ်ကိုအပြည့်နဲ့လွှဲခုတ်ထည့်လိုက်တာဝလုံးကအဲ့ဒီတော့မှယတိပြတ်ပြတ်သွားတယ် ထူးစန်းနာဝလုံးလေးပြတ်သွားတဲ့ခါအော်တန်းလုံးလိုအတိုင်းကြားတာပဲ။ဟိုယ်အတန်းတစ်ခုကြားလိုက်တာ။အတန်းမှမကြားပါဘူးကွာခုံမှပြင်မြင်ခုံးစမ်းမှာကွာ။ဝလုံးလေးကိုခုံနေနေနဲ့ဝါးတွေလဲသွားတဲ့ခါမှာဝသက်ထဲကနေတွေးလို့လို့အေးနေနေကြီးကြားလာတယ်။ဝါးတွေကိုအောက်ကိုဖြစ်ချပြေးလိုက်တော့အကိုကြီးကတလုံးချင်းစီကောက်ယူပြီးတော့ငွေကြိုးတစ်ခုနဲ့စီးနောင်လိုက်တယ်။ဝါးစဲလုံးလောက်ရတဲ့ခါကျုပ်ပြန်ဆင်းလာခဲ့တယ်။ဝါးရှိကတော့၅ဘီ၆ဘီလောက်နီးနီးရှိမယ်ထင်တယ်။နှစ်ဘီက အတက်ကြတော့လွယ်ပြီမဲ့အစင်းကြတော့နည်းနည်းခက်တယ်ဗျအဲတရှိုးကြီးတခုလို့ဖြစ်နေတယ်မို့လားကြောက်တိချားပြီးတော့စင်းနေတော့မှာပဲကြောက်ကြောကုန်းကိုလူတယောက်ကတွန်းချတဲ့လူမျိုးခံရပြီးတော့အရှိကိုငိုက်ဆိုင်ကြပါကြောက်ပြင်းတပ်ပင်းကြီးကိုလက်နဲ့ဖက်နဲ့အပါကုန်းဖက်ထားလိုက်လို့အောက်ကိုအရှိန်နဲ့ပြုတ်မှုကြပဲနဲ့ဒလိန်ကောက်ကွေးလေးကြောက်တော့တယ်ကြတဲ့အမြင်ကလည်းဆယ်ပြီးလောက်ရှိသေးဗျကံကောက်လို့မသေးတာဗျဖြည်းဖြည်းစင်းပါပေါ့လက်ကွာဟာကြောက်ကိုကြီးကိုဘာမှမပြောတော့ဘဲနဲ့ညီကိုနှစ်ယောက်တော်ရရနေပြန်ထွက်လာခဲ့တယ်ဝီး 我还没有搞懂啊！哎、so so 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 okay，这样的，对对绿绿错哪拉人了，最么抗晒嘛的，那光样。我问你问你，这一律体嘛话，那些说的一看不要，你用偏的啊，你看不？多的呀，一绿体哦，这一对，所以你我要下都行，但你用片的来画。就来我一表的录片对来咪？如果你要小看家了啊，咱阿面的老家伙的，但又们多的呀，冇穿那有骗你的。啊，老多啊，下面的老多老的，冇老故意，我能，你呢，叫你注 မင်းစိတ်ထင်လို့ကလက်ကောင်ရာဒါစက်မှာကွာကိုကြီးချိန်လန်းနေရသွက်နေတာဟိုးတတိထားမိတယ်အနောက်ထပ်15မိနစ်ကြာသွားပြီမဲကျုပ်တို့စမ်းကြောင်းမေးကိုပြန်ပြောင်းသေးဘူးလားလမ်းပြောင်းနေပြီလားလို့တော့ကျုပ်စိတ်တည်းထင်နေမိတယ်နေမွေငငယ်ကလေးကရှောက်လာလိုက်တာအခုတော့နေတော်ဝင်နေပြီမမှန်ပြောစမ်းပါကိုကြီးကကျုပ်တို့လမ်းပြောင်းနေအောင်များလားအကိုကြီးကစိတ်ညစ်နေခေါင်းကျင်နေလက်ထဲကဝါးစည်းကိုပြစ်ချလိုက်ပြီးတော့ငေါတုံထမ်းချလိုက်တယ်ကိုကြီးပြောတော့မုံစိုးတော့ပြောရတပည့်စိုးဗျာ ငါလည်းလမ်းကိုတည်တည်ကြာမှတ်ထားတာပါကွာအခုလိုလမ်းပြောက်တာမင်းရောင်းကွာဟောဗျာဘာလို့ကြောက်ကြောင်ပြေးရမှာလဲမင်းကဘေးနာနေပြီးတော့တရက်တွေ့တယ်လို့တစီတွေ့တယ်လို့ပြောနေတော့ငါစိတ်အာရုံနေထွေပြကုန်ပြီးလမ်းမမှတ်မိတော့တာကွာအကိုကြီးကတော့ကိုယ်အသုံးမကျတာဟုတ်တမန်ကလွဲချန်နေပြန်ပြာကျောက်တို့ညီကိုစိတ်ညစ်ညစ်နဲ့ထိုင်နေမိတယ်ညီရတဖြည်းဖြည်းနဲ့စောင်းလာပြီးတော့တော့ဦးထင်းမှာအမောင်တို့ကဖုန်းလာပြောဗျာလက်ကောင်ရာတခုကြံစမ်းမအောင်ကွာကျောက်လည်း ဘာကိုမှမကြံတတ်တော့ဘူးဖြစ်နေတယ်ဒီချိန်တော့ဦးတဲ့ကနေလူတို့လာတဲ့အတန်ကိုကြားရတယ်ဦးမောင်လင်းတို့အုပ်စုများလာလို့ကျုပ်တို့ကျုပ်တို့လာရှာကြတာများလားကျုပ်ကြည့်နေတော့မိန်းကလေးတယောက်ကတပ်ပင်နေကြတာနေလက်ခနဲ့ဖြတ်တော့တော့တွေးလိုက်ရတယ်အကိုကြီးကလည်းမတ်တာထားရလိုက်တယ်ဟိုမှာလူမဟုတ်လားအလကောင်လူတော့လူပဲဗျမိမတယောက်လားလို့ဘယ်မိမဒီတော့တည်းရှိနေမှာလဲကွာဒါဥပဒါတို့ဖြစ်မေကွာလိုက်ကြဆိုအကိုကြီးကဝါးသီးကိုတန်းပြီးတော့ပြေးလိုက်သွားတယ်ကျုပ်လည်းအကိုကြီးနောက်ကနေပြေးလိုက်ခဲ့ တောအုပ်ထဲမှာမမမမဲဆိုတော့အရှိရနေသွားတဲ့လူကယောက်ျားလားမိန်းမလားဆိုတော့ဝေခွဲမြောင်ဖြစ်နေတယ်။အဲဒီလူကတနေရာကိုဥတီပြီးတော့ခက်မမှန်သွားနေတာဗျ။ဟဲ့လူရဲမအောင်ဗျဟဲ့လူအကိုကြီးကပြေးပြေးပြီးတော့လိုက်တယ်။ဒီလူကလည်းတပ်ပင်နေကြတဲ့မှာလက်ကနေလက်ကနေနဲ့သွားနေတာဗျ။ကျုပ်ပြင်းစိတ်ထဲထင်းထင်းဖြစ်လာခဲ့တယ်။အကိုကြီးကတော့ဇောနဲ့ပြေးလိုက်နေတော့မယ်။ကျုပ်တို့ရှိမှကြောက်နိုင်ရန်ကြီးကိုမြင်လိုက်ရတော့မှကျုပ်တို့ညီကိုနှစ်ယောက်ဗျိုင်းတူရက်တန်လိုက်ကြတယ်။ကျုပ်တို့ရှိကသွားနေတဲ့လူကလည်းဘယ်ရောက်သွားမှန်းမသိတော့ဘူး။ တောင်နိုင်ရန်ကြီးဘေးမှာတော့လဲကြနေတဲ့တပင်ကြီးကိုတွေ့လိုက်ရတယ်။ဝေးဒါခုနကကြောက်တော့ဝါလာခုတဲ့နေရမဟုတ်လား။ဟုတ်တယ်။ခုနကလူရောဘေးရောက်သွားပြီ။ကြောက်တော့တခုခုတော့မှားနေပြီချင်းနေနော်ခွေး။ဒီကတပင်ကြီးပေါ်မှာလူတွေပေါ်လာတယ်ဗျာ။ဓမရင်ရှားနဲ့မိန်းကလေးခုနှစ်ယောက်ဗျာ။ကြောက်လန့်ပြီးတော့အနောက်ကိုသုတ်လိုက်မိတယ်။မင်းတို့ငါတို့မကျင့်နဲ့ဘူး။ခခမရတို့ကဘယ်သူတွေလဲ။နင်တို့ခုတ်သွားတဲ့ဝါပြန်တိုက်ကိုစောင့်နေညီမတွေပဲ။ ငါတို့ရဲ့အတိုက်မျိုးကိုနင်းတို့ဖြစ်စည်းသွားတယ်ငါတို့ကလေးတယောက်ရဲ့ခြေထောက်ကိုလည်းနင်းတို့ဓာတ်နဲ့ကုတ်ပြသွားတယ်ဟောမဖြစ်ပါဘူးယားခမရတို့ဘာတွေပြောနေလဲဒီကမိမတယောက်ကလက်ကိုပင့်ကင်လိုက်တဲ့အခါသူ့လက်ထဲမှာတနေသားရွယ်လောက်ရှိတဲ့ကလေးလေးပွန့်လာတယ်ကလေးလေးကအတန်ပြေးနေငုံနေသူ့ခြေထောက်ကဒူးရင်လောက်ကနေပြီးတော့ပြက်ပြီးတော့သူ့ရည်စိကြနေဗျာအဲဒါဆိုခုနကအညီအောင်အကြီးရာကလေးရဲ့သွေးဒီပေါ့ခုတ်တဲ့လူလဲသေရမယ် တို့တိုက်အောင်မှာအပေါ့ဆွင်သွားတဲ့ကောင်လဲသိရမယ်အကိုကြီးကဝါးသေးယူပြစ်ချပြီတော့အလောက်ကောင်ကြီးငါတို့ပြေးကြတော့ကြီးပြေးတယ်နင်တို့ငါတို့လက်ကလွတ်အောင်ပြေးကြတယ်အကိုကြီးနဲ့ကြုံနဲ့ပြေးဖို့တစ်ဖက်လက်လိုက်တယ်ဆိုရင်ပဲကျုပ်တို့ရဲ့လက်ပင်ကိုအနောက်ကနေပဝါသားတကူရဲ့ရက်ပတ်တာကိုခံလိုက်ရတယ်ဗျာအနောက်တော့လွာကနေလေပေါ်မြောက်တက်သွားတယ်ပေနေဆယ်လောက်အထိမြင့်တက်သွားတယ်ထင်ပါတယ်အဲတက်ချောက်ပင်ကြီးရဲ့အကိုင်းမှာ ပေါ်ဝါသတွေကရက်ပတ်သွားပြီးတော့ကျုပ်တို့ညီကိုနှစ်ယောက်ဇွဲကျုပ်ချသလိုဖြစ်နေတယ်။ပေါ်ဝါသကလည်းခိုင်းလိုက်တာပြောမနေပါနဲ့ဗျာ။အဲနိုင်လွန်ကျိုးလိုမျိုး နိုင်လွန်ကျိုးတဲ့တောင်မှပဲခိုင်မုံရတယ်ဗျ။လေဘင်းကိုအပတ်ခံထားရတာဆိုတော့လေကျုပ်တို့လည်းလေဘင်းနေအစ်ပြီးတော့မျက်နှာတွေပြာနေလာတယ်။လော်လော်လွန်ညာနေခြေထောက်တွေကိုရုန်းကန်နေမိတယ်။အသက်ရှူကြီးလည်းကျက်လာတယ်။ကိုကိုကိုသေပြီးလို့တတ်မှတ်လိုက်တော့တယ်ဗျာ။ဒီချိန်ပေါ်ဝါသတွေကထောင်းကနေထောင်းကနေနဲ့ပြတ်ထွက်သွားပြီးတော့ကျုပ်နဲ့ကိုကြီးအောက်ကိုပြုတ်ကြတယ်ဗျာ။ အောက်မှာတည့်ရဆွေးပုံကြီးကရှိနေတယ်လို့မကြိုးပဲ့တာပေါ့ဗျာအဲမြေပြင်ပေါ်ရောက်တာနဲ့ဒေးပဲထောက်ပြီးတော့ပြေးမယ်အလုံးမှာကြုံရှိမှာခြေတော်တုံလာရက်တယ်မော်ကြီးလိုက်တော့ဥပသာကြီးဖြစ်နေတယ်ကြုံပြင်ပျော်လိုက်တာပျော်နေပါတယ်ခြေပေါက်ရင်တော့မှဒီလောက်ပျော်မှာမဟုတ်ဘူးနင်တို့ငါလူနေရကိုဘာလုပ်ကြတာလဲဥပသာရဲ့အတန်ဝါဝါကြီးကထွက်ပေါ်လာတယ်ဒင်းတို့ကကျုပ်တို့အတိုက်ကိုဖြစ်လို့ဖြစ်စီလောက်တဲ့ပြီကျုပ်သားလေးရဲ့ခြေထောက်ကိုလည်းခုတ်ပြတ်သွားတယ်ဒင်းတို့ကျုပ်တက်ရမယ် လောက်ပါနဲ့ဟာငါတို့ကဒီတော့တွေကိုခဏလာကြတယ်ဧည့်သည်တွေပါမသိနားမလဲလို့လောက်မိကြတာပါဥပါဒါစကားကြတော့ဒီမိမတွေကဆွေဆွေဂုံသွားတယ်မသိရလဲခွင့်မလို့ဘူးနားမလဲရလဲခွင့်မလို့ဘူးဒီနယ်မီးကငါတို့ပိုင်တဲ့နယ်မီးပဲငါတို့နေရင်မှအမားလောက်ရင်တော့အရှင်မထားဘူးဒီမိမတွေကပဝါသားတွေနဲ့ကျုပ်တို့ကိုလှမ်းပြစ်တယ်ဥပါဒါအနာဝါသီးတွေကဝါတလုံးကောက်ယူပြီးတော့ပဝါသားတွေအရှိကိုထိုးခံလိုက်တယ်ပဝါသားခုနှစ်ခုကလည်းဥပါဒါရဲ့ဒုံးနဲ့ပန့်ပြီးသွားတယ်ဝိမမတွေကပဝါသားကိုဆွဲပြင်မယ် မလို့မအောင်မနေပါဘူးဗျာဆွဲတာကမှလက်နှစ်ဖက်နဲ့လွန်ဆွဲတယ်လို့ကိုဆွဲနေကြတာဥပဒါကဝလုံးကိုကြည့်လိုက်ပြီးတော့တိတ်ထိတ်ဝင်ဝါးပြန်ရဲ့အစွမ်းဘလောက်ဆွဲနေဆိုတာစမ်းကြည့်ပါလေဥပဒါကဝလုံးအင်းနာတွေကင်ပြီးတော့ငမရတံကိုစောင့်ဆွဲတယ်လို့မျိုးဆွဲလိုက်တော့ဘုံမင်းမခုနှစ်ယောက်ကဥပဒါရဲ့ရှေ့ကိုပြုတ်ကြလာကြတယ်ဥပဒါကဝလုံးနဲ့လှိမ့်လှိမ့်ရိုက်တာဘုံမင်းမတွေတအားအားနဲ့អော်ဟဲ့ပြီးတော့လူးလိန်နေကြတယ်ဗျာဘလောက်ပဲနင်းစရာကြီးရေကျမတို့မငင်းသေးပါနဲ့တော့တော့ပါတော့ ါဆိုဟိုကောင်လေးနှစ်ယောက်ကိုလှုပ်ပေးပါလှုပ်ပေးဆိုရင်လှုပ်ပေးပါမယ်ခေါင်းကောင်းပြောတော့ငါနားထောင်မှာပေါ့နင်သားချတော့ကိုငါပြန်စစ်ပေးမယ်ယူလာခဲ့မိမတယောက်ကအနာကက်လာတယ်သူ့လက်တစ်ဖက်မှာကလေးကိုကြက်ခွင်ခြည်ထားပြီးတော့တစ်ဖက်မှာကြတော့လဲကလေးချတော့ပြက်ကိုတိုင်းလာတယ်ဥပသားချတော့ကိုယူပြီးတော့ကလေးတို့မှာပြန်ဆက်ပေးလိုက်တာဓာတ်ခနဲ့ပဲဗျာမသိရင်ဘုံမရုပ်တွေချတော့ပြက်သွားလို့ပြန်ဆက်ပေးထားတဲ့အတိုင်းပဲနင်တို့ဝါတွေနင်တို့ပြန်ယူသွားကြဒါပေမဲ့ 你娃子老孬，我有来上哈，我单位路的，西瓜是俺爷爷种的，没嘛地，我娃子又又不要，但便宜，娃子他妈变色一茬来的，就着考虑了这娃子啊，吃起嘛娘最准，越准越不要，啊，光变皮多着呢，给，姑娘，来着，就着来，我娃子那，老公你来两根儿的，娃的没露着乌拉，我娃子，没露着乌的，我毛人啊，第一的光啊，都露香的，第一个光毛了，家里啥也没吃没一个。 အမျိုးမျိုးပဲဗျာသူတို့ဝါဟုတ်ပါဆိုလို့ဝါလည်းခုတ်ရသေးတယ်မင်းတို့ကဝါပြန်ဝါရွေးပြီးခုတ်တာဟုတ်ကွာဝါပြန်ဆိုတာဘာလဲဥပါလဲသဘောတိုင်းမော်စွန်းတွေဝင်နေတဲ့တိုက်ထုတ်ဝင်မြူတွေတခုပေါ့ကွာဝါပြန်ဆိုတာတက်ပင်ကြီးတွေအပေါ်မှာထက်ဆင်ပေါက်နေတဲ့ဝါကိုခေါ်တာကွာအင်မတန်မှရှားတယ်တက်ပင်ပေါ်ထက်ဆင်ပေါက်ဝင်မဲ့ဇင်ဦးကင်းတပြားလောက်လွတ်တဲ့နေရာမှာ ပေါက်တဲ့ဝါပြန်ကပို့ပြီးတော့အစွမ်းရှိတယ်ကွာဝါပြန်ဘယ်လိုစွမ်းလို့လဲဥပါလား ဝနဝါဝါပြန်ဖြစ်ရင်ဘာစီရဲမှမလိုဘဲနဲ့ဒေါက်တာလက်နဲ့ပြီးရဲကွာတခြားဝါပြန်ကြတော့အစီရင်နေစီရင်ပြီးတော့တောင်းရတယ်ညာတော်အားဖြင့်တောင်းဝေးစီရင်နေဝါပြန်ကိုလွှတ်နဲ့ဖြတ်ပြီးတော့လက်မှာဆွတ်လို့ရရင်လက်ဆွတ်လို့ရတယ်လက်မှာဆွဲလို့ရရင်ဆွဲပြီးတော့စောင်းကြတယ်ကွာအထုံးသဖြင့်ကတော့ကိုလုံးစီရင်ပေါ့ကွာနာနာဘဝနောက်ရှိတာစုံးတိုက်တာတွေကိုလည်းနိုင်နေကွာဒါဖြင့်အတော်ဆွဲရှိတာပဲနော်အမျိုးတွေရဲ့သဘောအရအဆောင်အယောက်တွေရှိကြတာပဲ ဝါပြန်ဆိုတာမျိုးကတော်ရုံလူမမြင်ရဘူးကွာအဲ့ဒီမှာနေတဲ့စောင်းလျှောက်တွေကဝါပြန်ကိုလူမမြင်အောင်ဖွက်ထားကြတယ်ခொနဲ့ကမင်းတို့တွေ့ကြတာဝါပြန်ပိုက်ကွာညီမခွန်ရောက်စောင်းနဲ့တိုက်ဖို့ကွာဒါပေမဲ့ကျုပ်တို့မြင်ရတယ်လေကြာအစောင်းလျှောက်တွေကအမြဲတမ်းတော့ဖွက်ထားတာမဟုတ်ဘူးကွာနေဝင်ရီရောလိုအချိန်မျိုးမှာအစောင်းတွေပျော်ပါမြူးထူးကြတယ်ဒီချင်းဝါပြန်ကလှုပ်ရှားတတ်ကြတယ်ကွာမင်းတို့ညီကိုတွေ့ကြတာအချိန်ကောင်းနဲ့ကြုံလို့ကွာဝါပြန်ကဒုံသားပြီလို့လားတော့မသိဘူးဥပဒါ အစာပိုင်းကခုတ်မရဘူးဒါမတူနောက်တော့အကိုကြီးကအပေါ့ထိုင်သွားလာတော့ခုတ်လို့ရသွားတာလူရဲ့စီးဆိုတာပလာလောကသားတွေမနှဲ့မြို့တဲ့အရာကွာငါတို့လူတွေခွေးကြေးပုံကိုရှောင်ကြတယ်ပေါ့ကွာငါထင်တာတော့မင်းအကိုကြီးအပေါ်သွားလိုက်တဲ့ခါအဆောင်လျှောက်တွေကယွန်ရှာလို့ခဏရှောင်ထွက်ပြေးသွားရတယ်တဲ့အဲ့ဒီအချိန်မင်းကခုတ်ထွက်လိုက်တာနေမှာကျုပ်တို့လမ်းလျှောက်လာခဲ့ကြရင်လည်းဇမီးနဲ့လောက်ပဲကြားတယ်ရေတံခွန်ကိုပြန်ရောက်လာခဲ့ကြတယ် ဝါသားကိုကင်တာမင်းတို့နှစ်ယောက်ဘယ်ပြော့သွားတာလဲခွာငါတို့ပြင်လိုက်ရှာနေတာနေရာတော်တော်နှံ့နေခမရတို့ကြောက်တို့ကိုလိုက်ရှာနေကြတယ်လားတုံးထဲမှာနှံ့နေရပဲမင်းတို့နှစ်ကောင်ဘယ်သွားအိတ်နေကြကျုံနဲ့အကိုကြီးနဲ့တယောက်မျက်နှာတယောက်ကြည့်လိုက်မိတယ်ကဲပါဒါတွေပြောမနေပါနဲ့အားလုံးလည်းပြင်မဲ့နေကြပြီစားတော့ပြီးတော့နားရတာပေါ့မနေ့ပြန်ခီးစရအောင်မယ်မလားဥမောင်လည်းဥပသာဝင်ပြောပေးဟုတ်တယ်ဗျာဒီရေဝန်ကိုကျုပ်တို့လိုရင်းနဲ့ရေဝန်မဟုတ်ပါဘူး ခင်ဗျားတို့ကဘယ်လိုရေတံခွန်မျိုးကိုရှာနေကြရလဲ။ဟိုဗျာရေတံခွန်အနောက်မှာလှိုင်းတွေဂလိုင်းတွေရှိနေရမျိုးပေါ့။အဲ့လိုနေရာတွေမှာဓာတ်ဓာတ်တွေစုပြုံနေတတ်တယ်မလား။ဥမောင်လည်းစကားကိုကျုပ်တို့ခေါင်းငိတ်လိုက်ကြတယ်။စားတော့ပြီးတော့ခေါင်းချလိုက်တာနဲ့တုံငနဲ့အိပ်ပျော်သွားတော့တာပဲဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။ဒီနောက်ခုတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကတော့စာရေးဆရာအကဇော်ရေးသားထားတဲ့ဆုံးဒီဥပဒါနဲ့မမျော်လင့်တော့ခရီးရှည်ဆိုတဲ့ဇလန်းလေးရဲ့ အပိုင်းနှစ်ကိုတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲဇလန်းလေးကိုအဆုံးထိအောင်လိုက်ပါနားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်နေ့နောက်နေ့မှာလည်းဇလန်းကောင်းလေးတွေတင်ဆက်ပေးသွားမှာမလို့လာရောက်နားဆင်အားပေးကြဖို့တပါတဲ့ဖိတ်ခေါ်ပါစီခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းများနဲ့ပြည့်ပြည့်စုံကြပါစီရန်သူမျိုးငါးပါးပေးမှလည်းကင်ဝေနိုင်ကြပါစီခင်ဗျာ